အားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေချိုးဆိုပါတယ် Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ FIFA ကမ္ဘာ့ပြည်ပွဲပွဲကြီးရဲ့2026ပြိုင်ပွဲတော်ခြေစပွဲအောင်မဲ့အသင်းစုစုပေါင်း6တင်းပဲကျန်တော့တယ်အိရှင်3တင်းအပါဝင် ခြေစပွဲအောင်ထားတဲ့အသင်း39တင်းနဲ့42တင်းရှိပြီး48တင်းပြည့်ဖို့အတွက်6တင်းပဲလိုတဲ့အချိန်မှာ Confederation Playoff လို့ခေါ်တဲ့တိုက်ကြီးလိုက် Playoff ဒီကျန်နေနောက်ဥရောပဆုံးက Playoff တစ်ခုကျန်နေ ဥရောပဆုံးမှာစုစုပေါင်း16တင်းရှိတယ်။အုပ်စုပထမကနေဓာတ်ရိုက်အောင်တဲ့အသင်း17တင်းရှိပြီးတော့အုပ်စုဒုတိယရတဲ့17တင်းကဒါပလေးအော့အဆင့်ကိုရောက်လာတယ်။တခါပြီးခဲ့တဲ့2024 25ခုနှစ် Nation League ရဲ့ရလဒ်ကိုကြည့်ပြီးတော့ ranking အမြင့်ဆုံး၄တင်းကခုနဒုတိယရတဲ့17တင်းနဲ့ပေါင်းပြီးတော့သူတို့က16တင်းအရာကဥရောပဆုံးရဲ့ playoff အိုက်ကနေ၄သင်းချစ်ပွဲအောင်မှာဖြစ်ပြီးတော့သမုဒ္ဒရာပိုင်းကတသင်းတောက်ကွန်ကာကက်ဖို့မြောက်အမေရိကတိုက်က၂သင်း တောင်အမေရိကတိုက်ကတသိန်းအာရှကတသိန်းနောက်အာဖရိကကတသိန်းဆိုပြီးတော့ Confederation Playoff ပြိုင်ပွဲကလည်းကျွန်တော်တို့စုစုပေါင်း6သိန်းတက်တယ်။အဲ့6သိန်းကနေခြေစပွဲအောင်မဲ့အသိန်း2သိန်းရှိမယ်။2သိန်းရှိမယ်။ဆိုတော့ပထမဆုံးအနေနဲ့ဥရောပဆုံးမပြောခင် Confederation Playoff ပေါ့လေ Confederation Inter Confederation ဆိုတဲ့ Playoff ပြိုင်ပွဲမှာဒါအဲ့6သိန်းမှာသူတို့ကဘယ်လိုလုပ်လဲဆိုတော့ ranking မြင့်တဲ့အမြင့်ဆုံး2သိန်းကို automatically playoff final ကိုပို့ထားတယ်။ အဲ့လိုပြန်တွက်လိုက်တဲ့အခါမှာအာရှဆုံကခြေစပွဲဒီ playoff ကိုရောက်လာတဲ့ဒါ Iraq ပေါ့လေ Iraq က UAE ကိုနိုင်ပြီးတက်လာတာအဲ့ Iraq ရဲ့ပြီးတော့ Africa မှာ Nigeria ကိုနိုင်ပြီးတက်လာတဲ့ DR ကိုသူတို့နှစ်သင်းကဒီတက်လာတဲ့6သင်းထဲမှာ ranking အမြင့်ဆုံးဖြစ်တဲ့ကြောင့်သူတို့ကဒီ playoff ရဲ့နှစ်နေရာပေါ့လေဒါဟိုဘယ်လိုပြောမလဲဖက် A နဲ့ဖက် B ရဲ့ play off final semi final နှစ်ဖက်ချမ်းရဲ့တနေရာဒီ final တက်သွားတယ်ဆိုတော့ဟိုဘက်မှာမဲလိုက်တဲ့အခါမှာဘယ်လိုပြောမလဲဆိုတော့သမုတ်တရာပိုင်းကတက်လာတဲ့ New Caledonia အသင်းနဲ့ဒါပူပူနွေးနွေး Sri McLaren ထွက်သွားတဲ့ဒါ Jamaica အသင်းတို့ semi-final ပထမပွဲရှိတယ်။အဲ့ကအနိုင်ရလာတဲ့အသင်းက DR Congo အသင်းနဲ့ကန်ရမယ်။အဲ့ဒါကပထမဒီတွဲဖြစ်တယ်။အဲ့တော့ New Caledonia နဲ့ Jamaica နိုင်တဲ့အသင်းက DR Congo နဲ့ကန်ရမယ်။အဲ့နိုင်တဲ့အသင်းချစ်စပွဲအောင်မယ်။ပြီးတော့မှ Bolivia နဲ့ဒါ Suriname ဆိုတဲ့ Suriname Suriname ဆိုတဲ့အသင်းနှစ်သင်းအနိုင်ရတဲ့ပွဲက ိုဘက်ကအီရတ်နဲ့ကန်ရမယ်အနိုင်ရတဲ့အသင်တက်မယ်ဒါပေမဲ့ဒီပွဲတွေအားလုံးကိုမက္ကဆီကိုနိုင်ငံမှာပဲကျင်းပမှာဖြစ်တယ်မက္ကဆီကိုမှာပဲနှစ်ပွဲကျင်းပမယ်ပထမဆီမီဖိုင်နယ်ပွဲကို26ရက်နေ့နောက်31ရက်နေ့မှာပလေးအော့ဖ်ဖိုင်နယ်ကျင်းပပြီးတော့ဘိုလ်ဘိုးဆွဲမဲ့အသင်ဟိုဘက်တစ်သင်းဒီဘက်တစ်သင်းနှစ်သင်းဟာတိုက်ရိုက်ချေပွဲအောင်မယ်ဒါကအဆင်ပြေဥရောပဆုံးက ပလေးအော့ဖ်စီမီဖိုင်နယ်ကခုနပြောတဲ့ထဲကအောက်စုဒုတိယရတဲ့12စုကဒုတိယရတဲ့12သင်းရဲ့ခုန Nation League ကတက်လာတဲ့အသင်းတွေရှိတာဗောလေ Nation League ကတက်လာတဲ့အထက်မှာမြောက် Ireland ပါတယ် North မြောက် Ireland ပါတယ် Sweden စွီဒင်ပါတယ်မြောက်မက်ဆီဒိုနီးယားအပါဝင်ဒါနေရှင်းလီးယားတက်လာတဲ့အသင်းစုစုပေါင်း၄သင်းရှိတယ်အဲ့၄သင်းကဥရောပဆုံးမှာလူများနဲ့မတူဘူးပေါ့လေသူတို့ကစွီဒင်ရဲ့ရူမေးနီးယားရဲ့မြောက်မက်ဆီဒိုနီးယားရဲ့မြောက်အိုင်ယာလန်၄သင်းပါတယ်အဲ့၄သင်းကကုနာပလေးအသင်းက12သင်းနဲ့တွဲပြီးတော့တူတင်16သင်းကုနာနေရှင်းလီးယားအသင်း၄သင်းကထိပ်ဆုံးကပေါ့ဖိုးတွေကိုထည့်လိုက်ပြီးတော့ ranking အမြင့်ဆုံးဖြစ်တဲ့အထဲမှာကျွန်တော်တွက်လိုက်တဲ့အထဲမှာအီတလီရဲ့အီတလီ အီတလီရဲ့ဒါဘယ်လိုပြောမလဲတူရကီရဲ့အီတလီရဲ့ဒန်မတ်ရဲ့ပြီးယူကရိန်းရဲ့ကပို့ဝမ်းမှာထားတယ်ကျန်တဲ့သစ်တွေကိုပေါ်2ပေါ်3ခွဲလိုက်တယ်ဆိုတော့ drone ဘယ်နိုင်ရေးဆွဲတဲ့အခါမှာကျွန်တော်တို့ကဒီဘလို့တတ်မှတ်လဲဆိုတော့ ပို့ဝမ်ကဦးစားပေးရတဲ့အသင်းတွေပေါ့လေပို့ဝမ်ရဲ့ဦးစားပေးရတဲ့အသင်းတွေတဲကပို့ဝမ်ရဲ့ဦးစားပေးပို့ဝမ်မှာရှိတဲ့ဦးစားပေး၄သင်းဟာပထမဆီမီဖိုင်နယ်ကိုအိမ်ကွင်းမှာကံမယ်တခါပို့တူရဲ့ဦးစားပေးအသင်းကအိမ်ကွင်းမှာကံပြီးတော့3နဲ့4ကအဝေးကွင်းကံရမယ်အဲ့လိုမျိုးတွက်လိုက်တဲ့အချိန်မှာပို့ဝမ်မှာအိမ်ကွင်းဖြစ်ကံရတဲ့အချိန်မှာအီတလီကသူမဲဆလိုက်တဲ့အချိန်မှာပို့4ကရတဲ့1နဲ့3နဲ့1နဲ့4နဲ့2နဲ့3နဲ့ခါမှာအီတလီကသူတို့အိမ်ကွင်းမှာ မြောက်အိုင်ယာလန်ကိုအဲ့ခံကစားရမှာဖြစ်တယ်။တစ်ဖက်မှာတော့ဟိုဘက်ကယူကရိန်းကပေါ်ဝမ်းတွေကနေဟိုဘက်က Nation League တက်လာတဲ့ Sweden ကိုအိမ်ခွင်းမှာအဲ့ခံရမယ်။ပြီးတာနဲ့ဒီတစ်ဖက်ကတူတကီကဒါဟိုဘက်က Nation League တက်လာတဲ့ Romania နဲ့တွေ့ပြီးတော့ဟိုဘက်အနောက်ဆုံးကဒါဒီ Denmark ကမြောက် Macedonia နဲ့တွေ့မယ်။အဲ့ဒါက Nation League အသင်းနဲ့ပေါ်ဝမ်းနဲ့တွေ့မှာ။ပေါ်တူပေါ်သူကဒါဘလို့တွက်လိုက်တဲ့အခါမှာဒါဒီအီတလီရဲ့ခုထဲမှာပါတဲ့အသင်းထဲမှာ ဝေ့စ်ကဘော့စနီးယားနဲ့ဒါကန်ရမယ်ပြီးတော့မှတစ်ဖက်ကတော့ဒါယူကရိန်းနဲ့ဆူဂျင်ရဲ့ဘရင်မှာပိုလန်နဲ့အယ်ဘေးနီးယားပါမယ်ပြီးရင်ဆလိုဗက်ကီးယားနဲ့ကိုဆိုဗိုနဲ့နောက်တစ်ဖက်ကချက်ရီပပ်ဘလစ်နဲ့အိုင်ယာလန်ပါမယ်ဆိုတော့ကျွန်တော်ပြန်တွက်လိုက်တဲ့အခါမှာအီတလီကျတဲ့ပတ် A ပေါ့လေပတ် A ထဲမှာအီတလီရဲ့ဝေ့စ်ကဘော့စနီးယားရဲ့မြောက်အိုင်ယာလန်ပါတယ်စထရက်ချ်မှာအီတလီကသူ့အိမ်ကွင်းမှာမြောက်အိုင်ယာလန်ကိုခံရမယ်ဝေ့စ်ကသူ့အိမ်ကွင်းမှာဘော့စနီးယားကိုခံရမယ် ဒါပေမဲ့အိုက်ကနှစ်သိန်းသသိန်းသသိန်းစီနိုင်လာမယ်အဲ့ဒါက wage ကအင်ကွင်းအီလီကအင်ကွင်းနိုင်လာတဲ့အသိန်းနှစ်သိန်းကို final တက်တဲ့အခါမှာဘသူအင်ကွင်းရမလဲလို့ရွေးတဲ့အခါမှာ wage နဲ့ bosnia အနိုင်ရတဲ့အသိန်းကအင်ကွင်းအီတလီနဲ့မြောက်အိုင်လန်အနိုင်ရတဲ့အသိန်းကအဝေးကွင်းဆိုပြီးတော့ final တက်မယ်အိုက်ထက်ကသသိန်းချေစပွဲအောင်မယ်ဟိုဘက်အုပ်စုမှာ ukraine နဲ့ sweden အနိုင်ရတဲ့အသိန်းက ပိုလန်အယ်ဘေးနီးယားအနိုင်ရတဲ့အသင်းကိုသူတို့ပဲအင်ကွေအဲ့ခံရမှာဖြစ်တဲ့အကြောင်းဒါဆွီဒင်နဲ့ချစ်ပွဲအောင်နိုင်မဲ့အခွင့်အရေးရှိတယ်။တစ်ချိန်တည်းမှာပဲစလိုဗကီးယားကူဆိုဗိုနဲ့နောက်တစ်ဖက်ကတူတကီရူမီနီးယားမှာစလိုဗကီးယားကူဆိုဗိုအနိုင်ရတဲ့ဘက်အချမ်းကပလေးအော့ဖ်ဖိုင်နယ်ကိုအင်ကွေကပ်ပြီးတော့တူတကီနဲ့ရူမီနီးယားကအဝေးကွင်းပလေးအော့ဖ်ဖိုင်နယ်ကံရမယ်။အရာကနည်းနည်းချက်တဲ့ဖြစ်ပြီးတော့နောက်ဆုံးအုပ်စုကတော့ Czech Republic နဲ့ Ireland တို့အင်ကွေအနိုင်ရတဲ့အသင်း အဲ့နှစ်သင်းနဲ့အနိုင်ရတဲ့အသင်းက playoff ရဲ့ final ခံရပြီးတော့ဒါဒိမတ်နဲ့မြောက်မက်ဆီရိုနီယာအနိုင်ရတဲ့အသင်းက playoff ရဲ့ final မှာဒုတိယဝေးကွင်းကခံရမယ်ဆိုတော့အားလုံးကတချို့တွေပဲခံမယ်ဆိုတော့ပထမ nation league ရဲ့တက်လာတဲ့အသင်းတွေနဲ့ပို့ဝမ်းတဲ့အသင်းတွေကိုပို့ဝမ်းသင်းကိုအိမ်ကွင်း nation league အသင်းတွေကိုအဝေးကွင်းပို့ထူးအသင်းကိုအိမ်ကွင်းပြီးတော့မှပို့ထူးအသင်းကိုအဝေးကွင်းခံလိုက်တယ်အဲ့ဒါက rank အရသွားတယ်နောက်တစ်ခုကျတော့ main လိုက်တာဖြစ်တယ်ဆိုတော့အီတလီအတွက်ကျတော့ဒါသူတို့ချေစပွဲအောင်ကျင်ရင် probably waste နဲ့သူတို့အဝေးကွင်းခံရမယ် waste ကအမှန်တိုင်းပြောရင်ခတ်တယ်နော် crate bellamy ရဲ့အသင်းဒါအီတလီအတွက်ခက်ခက်ခဲခဲကစားမှာဖြစ်ပြီးတော့ getuso တို့အသေးအံခံရတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်